အားလုံးပဲမင်္ဂလာပါခင်ဗျ Swim Ban Shack ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျတန်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 ဒီနေ့ပြောပြပေးသွားမှာကတော့တရုတ် PUBG Mobile ကိုဘလို့ download ဆွဲပြီး stain နေဘလို့ချိန်ရလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးတငယ်ချင်းတို့ဖုန်းထဲမှာရှိတဲ့ Chrome ဆိုတဲ့အက်သေးကိုဝင်ပါဝင်ပြီးကျွန်တော်ရေးပြလာတဲ့အတိုင်းဝင်လိုက်ပါ ျွန်တော်ပြထားတဲ့ website ဒီမှာ game ကို down ပါ download ပြည့်သွားလို့ရှိရင် game ကို install တင်ပါ in game နဲ့ရောက်ရင် 8GB လောက်ပြန် down ရပါတယ် in game download ပြီးရင်အဓိကကြတဲ့ widget ကိုဖွင့်ရပါမယ်ဗျ widget ရဝင်ပြီးတော့ sign up ကိုနှိပ်ပါပြတဲ့အချိန်ဆက်လုပ်ပါဒီနေရာမှာနမည်ကိုနေထိုင်ရာဒေတာဖုန်းနံပါတ် ပြီးရင် password နံပါတ်၁ပြီးရင်အမှန်ချင်းနှိပ်ပြီးတော့လက်ကိုနှိပ်လိုက်ပါ OTP ကုတ်တော့မဟုတ် QR ဖတ်ခိုင်းပါလိမ့်မယ်ကုတ်ကြလာရင်အစင်ပြေမှာဖြစ်ပြီးတော့ QR ကုတ်ကြလာတယ်ဆိုလို့ရှိရင် WeChat ဖွင့်ပြီးသားငွေချင်းတယောက်စီမှာစကန်ဖတ်ရပါလိမ့်မယ် တရုတ် PUBG မှာစကုပ်ကိုအရှင်ဖွင့်တဲ့အနေမတိတိတဲ့တငယ်ချင်းတွေကိုကျွန်တော်ပြပြပါမယ်။စက်တင်ထဲဝင်ပြီးတော့ကျွန်တော်ပြတဲ့အတိုင်းနှိပ်လိုက်ပါ။အခုဆိုရင်အစင်ပြေသွားပါပြီခါဆောင်နီမတိသေးတဲ့လူတွေအတွက်ခါဆောင်တဲ့နီကျွန်တော်ပြပေးပါမယ် စတင်တဲ့ကိုဝင်ပြီးတော့ကျွန်တော်ပြတဲ့အတိုင်းနှိပ်လိုက်ပါအခုဆိုရင် အစင်ပြေသွားပါပြီခါဆောင်လို့ရသွားပါပြီစကုတ်အော်တိုပွင့်အောင်လုပ်တဲ့နည်းကိုကျွန်တော်ထပ်ပြောပြပါမယ်ဗီဒီယိုသေချာလေးကြည့်ပါစတင်တဲ့ကိုဝင်ပြီးတော့ကျွန်တော်ပြတဲ့အတိုင်းနှိပ်လုပ်ကြည့်ပါ ခုဆိုရင်ခါဆောင်းရင်စကုတ်အော်တိုပွင့်ပါပြီရှယ်ကျုံးလို့ရပါပြီဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ TikTok YouTube channel လေးကို follow subscribe လေးလုပ်ပေးကြပါဦးဗျ